Hello မမနွေဦးရဲ့ session လေးတို့ရေမင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့ little session လေးတွေအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မပူကျွဲနဲ့ခယူးငယ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့ little session လေးတို့လည်းပုံမြင်လေးနှစ်ထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးဆက်လိုက်ကြမယ်မပူကျွဲနဲ့ခယူးငယ် တဏီတော်ရွာမှာမပူကျွဲအမည်ရှိတဲ့မိကလေးတယောက်ရှိလေတယ်။မပူကျွဲဟာတဏီတော်ရွာမှာရှိတဲ့အစိုးရအကြောင်းတကြောင်းမှာစုထတဲ့ပညာကိုတရားနေသူဖြစ်တယ်။သူဟာကြောင်းတော်ရံမပြင်းတော့လဲပဲစားကြရမှာအလွန်ပြင်းတဲ့သူဖြစ်တယ်။ဒါကြောင့်အတန်းထဲမှာအပြင်းဆုံးစုကိုရရှိထားရပေါ့။တနေ့တနေ့ဆီယမရဲ့အဆိုအမိကိုလည်းခံရတယ်ပေါ့။တနေ့တော့ဆီယမကတန်းလုံးကိုနတ်ဖက်ကကြာရင်မင်္ဂလာတုံးနှစ်ပုတ်ရအောင်ချက်ခဲ့ရမယ်ဆိုပြီးမှလိုက်တယ်။ အကောင်းဆုံးဆိုပြနိုင်သူကိုပလာစာအုပ်တရာစင်နဲ့ခဲရန်ချောက်ချောင်းဆုချမယ်လို့ဆိုလေတယ်။ဒါကြောင့်တန်းလုံးကအားတက်လာကြတယ်။ဆီယာမအေးစုကိုအယယူမယ်လို့နှုတ်ကတော့မပြောပေမဲ့လည်းစိတ်ထဲမှာကြိတ်ကြံနေကြရပေါ့။အဲ့ဒီထဲမှာမပူကျွယ်တယောက်လည်းပါတယ်။မပူကျွယ်ဟာထိုစုကိုအလွန်လိုချင်လာတယ်။ဒါကြောင့်မင်္ဂလာတုတ်ကိုအယကြက်မယ်လို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ညနေမှာမပူကျွယ်ကအင်းရောက်တဲ့အခါအင်းရောက်ချင်းရီချိုးတယ်။ စောစောထမင်းစားပြီးတော့အိမ်နောက်ဖေးမှာရှိတဲ့ထန်စီယိုနာမှာသွားပြီးစားတက်တယ်။ဆဲခောက်တက်တဲ့ခါမှာလဲစားကအလွတ်မရနိုင်ဖြစ်နေတယ်။နောက်ဆုံးသူဆွေးပြက်လာတယ်။ဒါကြောင့်လက်မှန်ချပြီးထန်စီယိုကိုငေးကြည့်နေတယ်ပေါ့။အဲ့ဒီအချိန်မှာထန်စီယိုပေါ်မှာတရွေ့ရွေ့နဲ့သွားနေတဲ့ခရုတကောင်ကိုသူမြင်ရတယ်။ခရုငယ်ဟာအလွန်နှိမ့်ကွေးလာတယ်။ထန်စီယိုပေါ်ကိုတတော်နဲ့ရောက်နိုင်မှာမဟုတ်ဘူးလို့မပူကြွေဟာထင်မိတယ်။တိုးတော်လေနောက်ဆုံးမှာတော့ထုတ်ခင်းငယ်လေးဟာထန်စီယိုထိတ်ကိုရောက်ရှိသွားလေတယ်။ မဘူးကြွေဟာထုတ်ခင်းငယ်ကိုကြည့်ပြီးအားကြလာတယ်။ခ ्यु ငယ်ကဲတော့မရောက်မချင်းမနာတန်းတိုးစားမယ်ဆိုရင် နောက်ဆုံးမှအောင်နိုင်တယ်လို့သူမြင်လာတယ်။ဒါကြောင့်မဘူးကြွေဟာစိတ်တင်းကတတ်တမမဲစူးစားစားချက်လေတယ်။မိုးချုပ်သွားတော့လဲစားချက်လို့မရသေးဘူး။ဒါပေမဲ့မိုးချုပ်လဲအိမ်ထဲမှာဝင်ပြီးနဲ့နောက်ဆက်ချက်တယ်ပေါ့။ည9:00နာရီထိုးတဲ့အခါမှာသူအတော်တန်းစုံနိုင်လာပြီဆိုတော့သူဝမ်းမြောက်ဝမ်းသာဖြစ်လာတယ်ပေါ့။အဲ့တော့သူအိမ်ရောက်ဝင်လိုက်တယ်။ နနက်မိုးလင်းပြီးမန်ပူကျွဲဟာအိယာထားတာဂျင်မှာပဲစပြန်ချက်တယ်။ကျောင်းသားကျွဲမရောက်မင်းအထီးမင်္ဂလာတုတ်နှစ်ပုတ်ကိုအထက်ငော့မရှိစုံနိုင်လာတယ်။မန်ပူကျွဲဟာနနက်9နာရီထိုးတဲ့အခါကျောင်းကိုရောက်သွားတယ်။ကျောင်းရောက်တဲ့အခါကျောင်းကိုတတ်တတ်ချင်းမှာပဲဆရာမကအတန်းထဲမှာရှိတဲ့သူအားလုံးကိုရှေ့ကိုတယောက်စီခေါ်ပြီးမင်္ဂလာတုတ်နှစ်ပုတ်ကိုစုခိုင်းနေတယ်။ကျောင်းသူကျောင်းသားအလုံးဟာဒီမင်္ဂလာတုတ်ကိုစုံနိုင်ကြတယ်တို့တော်လေစလုံးတစ်လုံးစနှလုံးစမိတတ်ကြတယ်ပေါ့ ဆီယာမကသူတို့ကိုထောက်ပေးရတယ်။နောက်ဆုံးမှာတော့မပူကျွယ်အလက်ကိုရောက်လာခဲ့တယ်။ထိုအခါအတန်းသားများကဝိုင်းရင်ကြတယ်။မပူကျွယ်ဟာသူတို့ကဲ့သို့ပဲစုံနိုင်လိမ့်မယ်လို့မထင်ကြဘူးလေ။မပူကျွယ်ဟာဘာမှပြတ်မပြောမိမိနေရာမှာအသာထားပြီးဆီယာမရှိကိုသွားတယ်။နောက်တော့မင်္ဂလာတုံးနှစ်ပုတ်ကိုစလုံးတစ်လုံးမကြံဆူပြနိုင်နေ။အဲ့တော့ဆီယာမကအတော်အံ့ဩသွားတယ်။ဒဇန်လုံးကလည်းအံ့အသင့်ပြီးအဘဒရာလက်ခုပ်ပြီးကဩဘာပေးကြတယ်။ ဆီယာမကယနေ့အတွက်အလွတ်ဆိုကြသူတွေထဲမှာမြည်သူတွေအတော်ဆုံးလဲလို့အတန်းသားတွေမေးလိုက်တယ်။အဲဒီအချိန်မှာမပူကျွအတော်ဆုံးအတော်ဆုံးလို့တတန်းလုံးကဖြေကြတယ်။ထိုအခါဆီယာမကစားတလုံးမကြံအလွတ်ရအောင် မပူကျွစာချက်ပုံအကြောင်းအတန်းသားအလုံးသိစင်ရန်ပြောပြခိုင်းတယ်။မပူကျွဟာခယူးငယ်ထံမှသူ့အတူယူခဲ့ရကြောင်းရှင်းပြတယ်။မပူကျွဟာအတန်းထဲမှာအတော်ဆုံးဖြစ်တဲ့အတွက်ဆီယာမပေးတဲ့စုကိုရလိုက်လေတယ်။ အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းဒီပုံမလေးစီကနေတင်ရမယ့်တင်ကန်းစာကတော့လောကမှာဝရိယထားပြီးမဆုံးမနဲ့ကြိုးစားအထောက်ရင်ဘယ်ရာမဆိုအောင်မြင်နိုင်တယ်ဆိုတာပဲဖြစ်တယ်။အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ချိုင်းလေးတို့လည်းဒီပုံမလေးစီကနေတင်ကန်းစာကောင်းကိုရရှိလိမ့်မယ်လို့ညွှန်လင်းပါတယ်နော်။ မမနွေဦးရဲ့လူသက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိလူတော်လူကောင်းလေးတွေအဖြစ်နဲ့နေတန်းရဲ့လှပတဲ့ဆက်ချမ်းလေးတွေဖြစ်လာကြပါစီလို့မမနွေဦးကလည်းစုမကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင့်အသစ်တွေကိုနွေဦး story channel ကနေအပတ်စဉ်တနင်္လာနေ့မှတောက်ကြနေ့အထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ် နောက်ထပ်ပုံမြင်တစ်တွေတင်ဖို့ရာအမနွေဦးအတွက်အားဖြစ်စေတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါရနော်။ပြန်ဆောင်ကြမယ်နော်။